မှတ်တရတော့အဲ့လိုတငယ်ချင်းတွေလည်းအဲ့လိုရှောက်လေတာလို့အဲ့လိုကင်တစ်ထိုင်တာလို့အကြောင်းလစ်ပြီးတော့ခါကြလို့ရှိရင်ရှောက်သွားလို့အဲ့လိုမျိုးဟာလေးလည်းတတိရပါပဲဟုတ်အကြောင်းပြတဲ့ပြန်မှာပါအောင်ပါတယ်တကယ်ဟိုနေမှာကျတော့အရန်လှနေရရှိရလေတိရပါလားအဲဒဝဲမှာဆိုလို့ရှိရင်အဲ့ဒီဟိုအကြောင်းအကန်းချီတွေများရပေါ့နော်အဲ့လိုခါကြလို့ရှိရင်ကြောက်လို့ပြီးတော့သွားကြစားကြဖို့မဟုတ်ဘူးရှောက်သွားဖွယ်ရဟဲ့ကြားလေးအကုန်လုံးငါ့ကိုစိတ်ဝင်စားဖို့စိတ်ဝင်စားရမယ် အညင်လေးစားဇာယုတ်လို့တော့မဟုတ်ပါဘူးဒီထဲမှာတကားမတော့မလုတ်ဖူသေးတဲ့ဒီဆီယံမမဆိုရဲ character လေးတစ်ခုနဲ့အဲတွေ့ရမှာပေါ့နော်ညီမတို့ မတရားတော့အဲ့လိုတငယ်ချင်းတွေလည်းအဲ့လိုရှောက်လေတာလို့အဲ့လိုကင်တစ်ထိုင်တာလို့အဲ့လိုကျောင်းလစ်ပြီးတော့တစ်ခါလေကြလို့ရှိရင်ကျောင်းလစ်ပြီးတော့ခါကြလို့ရှိရင်ရှောက်သွားလို့အဲ့လိုမျိုးဟာလေးလည်းတတိရပါပဲဟုတ်ကျောင်းပြည့်တဲ့ပြန်မှာပါတော့ပါတယ်တခါကျောင်းလစ်ပြီးတော့ဟို ဟိုနေမှာကျတော့အရန်လှနေရရှိတယ်လေတိရပလားအဲဒဝင်မှာဆိုလို့ရှိရင်အဲ့ဟိုကြောင်းအကန်းချီတွေများရပေါ့နော်အဲ့လိုခါကြလို့ရှိရင်ကြောက်လို့ပြီးတော့သွားကြကျောင်းမှာတော့ကွင်းကွင်းမဟုတ်ပါဘူးဘယ်လိုမျိုးလေးလဲပေါ့ကျောင်းမှာကတော့ပုံမှန်ပါပဲတကယ်ချင်းလည်းအဲ့လိုပျော်ပျော်ရွှင်ရွှင်နေရကောင်းပါလိတယောက်ပါပဲစာရန်လိုက်နေတယ်ကောင်းပါလိစာကတော့ပုံမှန်ပါပဲရန်တော်ကြီးထဲမှာလည်းမပါပါဘူး စာချဖို့တော့မဟုတ်ဘူးစာချဖို့မဟုတ်ဘူးရှောက်ပါရဲ့ဖွယ်ရဘလို့ရောက်ချင်ပါလားမသိရလေဟွန်းအဲ့ဒီချိန်ကတော့ကြောင်းတက်တက်ချိန်ကတော့တော်တော်ကြီးပျော်ဖို့ကောင်းတယ်အာအကုန်လုံးကလေဟိုလူလဲညီရတခုခုဆိုသွားမယ်လာမယ်ဆိုအဖွဲလိုက်ကြီးလေဒီလားအဲ့လို2ယောက်3ယောက်တက်အဲ့လိုသွားရတာမဟုတ်ပဲနဲ့အဲ့လိုတငယ်ချင်းအဖွဲလိုက်ကြီးအစုလိုက်ကြီးသွားတာဆိုတော့အရင်ပျော်ဖို့ကောင်းပါတယ်ဟဲ့ကြားလေးအကုန်လုံးငါ့ကိုစိတ်ဝင်စားဖို့စိတ်ဝင်စားရမယ်ထွန်းပြန်လာရင် ငါသမီးနဲ့အထုံးမင်္ဂလာကိစ္စဆီစဉ်ပေးမလို့လေဟောညီမဒီဇက်ကားလေးထဲမှာဆိုလို့ရှိရင်ဆရာဝန်မမြင့်စု character လေးနဲ့ပါဝင်သရုပ်ဆောင်ထားပါတယ်ရှင်ဘယ်သူနဲ့အဆုံးပြေများလဲတော့ဒီမှာအာကိုကောင်းမြတ်ဆန်နဲ့ဆုံတွေ့တာများပါတယ်ဟိုတခြားတငယ်ချင်းတွေနဲ့လည်းဆုံတာများပါတယ်ဟုတ်ဇယုတ်လေးကတော့ဆရာဝန်မလေးပြီးလို့ရှိရင်အာ ကိုထုံးကိုချက်မိသွားတယ်ကောင်းမလေးပေါ့ကိုကောင်းမြတ်ဆက်ကဘယ်လိုလေးစောင့်ကြည့်ကြအာကျောင်းမှာစေးကျောင်းတက်ရင်းနဲ့ပဲသူကလည်းစေးကျောင်းလာတက်တဲ့ချိန်မှာအဲအာကျောင်းတူနေရပေါ့နော်အဲ့မှာစုံဖြစ်ကြတယ်အရင်ကဇက်ရုပ်လိုတော့မဟုတ်ပါဘူးဒီထဲမှာဆိုလို့ရှိရင်လဲဇက်ကောင်တစ်မျိုးအနေနဲ့ဟိုတခါမှတော့မလုပ်ဖူးသေးတဲ့ဒီဆီယံမမဆိုရဲ character လေးတစ်ခုနဲ့အာတွေ့ရမှာပေါ့နော်ညီမတို့ တယောက်ကြားဒီမှာဆရာဝန်မတယောက်နဲ့တွဲနေဘာပြောလဲကိုချစ်တဲ့ဘဝတက်ချောက်လို့မကြောင်ညိုတက်ပဲရှင်ကန်သွားတော့အမအရန်တော်ပါတယ်အရင်တည်းနေပြီးအမကားကြီးလည်းကြည့်ဘူးပဲပေါ့နော်အမသရုပ်ဆောင်လာလဲသဘောကျတယ်ဒီကားလေးထက်မှာဆိုလို့ရှိရင်လည်းအမနဲ့စုံတဲ့ဟာတစ်စင်းလောက်ပဲပါမှထင်တယ်အဲ့ဒီစင်းလေးကလည်းတော်တော်လေးမိုက်တယ်ကြည့်ရတာဟုတ် ။အော်အမဟိုဗာလဲကားတွေတော်တော်များများတော့ကြည့်ဘူးပါတယ်။အဲ့ဒီဇကာထဲမှာအမသရုပ်ဆောင်တဲ့ဟာလေးတွေကလည်းတဘာဝကြပြီးတော့ဟိုကောင်းတယ်ပေါ့နော်။အဲ့ဒါကြောင့်မို့လို့အမတော့ကြားရဟုတ်။သရုပ်ဆောင်တာလေး။နေခုလိုအရွယ်ရောက်လာဘသူကကျွေးမွေးခဲ့တာလဲ။ဟောဒီကငါပြည့်တယ်မပါခဲ့။ဆောင်ဝဲတာဆောင်ဝဲတော့မှာပေါ့။ဟုတ်တယ်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 ။အာအဲ့ဒါတော့လေဟိုညီမ character နဲ့သူတို့မြင်တဲ့အမြင်ပေါ်မှာပဲ အဲညီမနဲ့လိုက်တယ်ဆိုပြီးတော့တွေးလို့လည်းဖြစ်ရင်ဖြစ်မှာပေါ့နော်ဟုတ်ဒီဇက်ကောင်လေးနဲ့လေအဲတေချာလေးကြည့်ဒီဇက်လန်လေးကဟိုကောင်းတယ်ပေါ့နော်တော်တော်လေးကောင်းတယ်အဲဇလန်ဟိုလှဲ့ထားတဲ့ဇက်အိမ်လေးကလည်းအရန်ကောင်းပါတယ်ဟုတ်အဲ့တုံကလည်းဂျိုက်တုံကလည်းသာဒီဦးကတော်တော်ပူနေရလဲပါမယ်တဲ့အဲဒီမအချွေးအရန်ထွက်ပြီးအဲအိမ်ထဲမှာပဲအိမ်ထဲမှာရိုက်တော့အဲဟို အဲ့မီးပြတ်နေတာပေါ့နော်မီးပြတ်နေတော့အဲ့ကောင်းနေမီးရဲဆိုပြောရင်ပြောပြောချွေးတွေကိုကချွေးတွေကြားနေသူကြည့်ချွေးကြားနေကြည့်ပြီးတော့အဲရက်ပြီးတော့အဲ့မှာအကုန်လုံးကနေပြီးတော့ဒီအကုန်လုံးကအဲ့ကောင်းနေဘာကြီးဖွင့်ပြီးမီးဆက်တွေဘာကြီးနှိုးပေးပြီးအဲ့ဒါအမှတ်တရပါပဲဟောအာဒီကားလေးอ่ะဆိုလို့ရှိရင်ကြည့်လို့ရှိရင်အရန်လေး အရန်ကောင်းမဲ့ကားလေးပေါ့နော်ဇလန်းဆက်အိမ်လေးကလည်းအရန်ကောင်းပါတယ်ဇန်ညောကလည်းအရန်ကောင်းတဲ့အတွက်ဒီကားထဲမှာပါဝင်တဲ့တယောက်ချင်းစီတိုင်းကအရန်စူးစမ်းထားကြပါတယ်သူ့နေရာနဲ့သူအကောင်းဆုံးစူးစမ်းထားတဲ့အတွက်အားပေးဖို့ဖိတ်ခေါ်ပါရှင်